အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်ကတော့မလို့ဖြစ်တာကြာပြီဖြစ်တဲ့ဒီ Keepers of the Light Oracle နဲ့ပေါ့နော် Eric Oracle ကိုတုံးပြီးတော့မိတ်ဆွေတို့ရဲ့ energy တွေကိုပူကောင်းလာအောင်ကျွန်တော်နေနဲ့အကြံဉာဏ်ပေးခြင်းပါတယ်အဲ့တော့ထုံးစံတိုင်းမှာကျွန်တော်တို့ကပထမဆုံး cut သုံး cut ချထားတယ်အဲ့ဒီသုံး cut ထဲမှာမိတ်ဆွေတို့ကြိုင်းညက်တဲ့ cut တစ်ခုရွေးချယ်လိုက်လို့ရတယ် ဒါကတော့ cut 1 cut 2 cut 3ဟုတ်ပြီမိတ်ဆွေအနေနဲ့စပြီးတော့ရွေးချယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်စပြီးတော့ reading လုပ်ပါမယ်အဲ့တော့ cut 1ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေတော့ကိုကျွန်တော်စပြီးတော့ reading လုပ်ကြည့်လိုက်ဒီကလေးကြပါတယ်ဒီကကကျွန်တော်ဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတော်တော်များများကတော့တီဗီသားဖြစ်မဲ့ကံမျိုးစားပဲဖြစ်ပါတယ်ဒါကတော့ကွန်ရင်မဲတော့ဗောနော် ဲ့တော့ကွန်ရင်မေတော်ကမိတ်ဆွေတို့ကိုဘလို့ဒီအကြံဉာဏ်တွေပေးထားလဲဆိုရင်တဲ့ကိုချစ်မြတ်နိုးတဲ့အရာကိုတန်ဖိုးထားတဲ့အရာတွေကိုသာတဲ့ရွေးချယ်ပါတဲ့ကျန်တဲ့အရာတွေဘာမှမကြည့်ပါနဲ့တဲ့လူတွေကိုနားလဲပေးပါမှန်ကန်တဲ့ဘက်မှာရက်တည်နေပါတဲ့နောက်ဆုံးကုန်ကုန်ပြောရရင် ကိုအနီးနားမှာလူတွေအများကြီးမရှိရင်တောင်မှအဲ့ဒီမှန်ကန်တဲ့အရာတစ်ခုကိုပဲစုပ်ကိုင်းထားပါတယ်လူတွေကိုကူညီပေးပါအဲ့ဒီအခြေအနေတိုင်းပဲလှုပ်ဆောင်ခြင်းအပြင်မိတ်ဆွေနေတဲ့ energy တွေပို့ပြီးတော့တက်လာမယ်မိတ်ဆွေကိုလည်းကူညီမှုတွေပုံမူရရှိခံစားလာလိမ့်မယ်ဆိုပြီးတော့ကိုယ်ရင်မေတော်ကနေလမ်းညွှန်မှုပေးထားပါတယ်ဒါကတော့ကျွန်တော်ကံဝန်းကိုရည်ထားတဲ့မိတ်ဆွေတွေအတွက်ဗီဒီယိုတစ်ခုပဲဖြစ်ပါတယ်ဒီကခတ်တူးကိုရည်ချက်ထားတဲ့မိတ်ဆွေတွေတော့ ျွန်တော်ထပ်ပြီးတော့ renew လုပ်ပါမယ် divine director ဒီကကြပါတယ်အဲ့တော့ဒီကကမိတ်ဆွေကိုဘာလဲညုံမှုတွေပေးထားမလဲဆိုရင်မိတ်ဆွေအနေနဲ့ကအဆုံးဆုံးတော့အောင်မြင်မှုတွေရရှိလာဖို့တွေ့ရှိရဖို့ကြိုးပမ်းနေပြီဆိုပြီးတော့သူကဆိုထားပါတယ်လဲညုံမှုတွေလည်းရရှိလာပါလိမ့် ဒီနေရာမှာလမ်းညွှန်မှုတွေရရှိလာတဲ့ဆိုတဲ့နေရာမှာမြင်ရတဲ့နေရာရှိသလိုမမြင်ရတဲ့နေရာကလည်းရှိနေနိုင်တယ်ဆိုပြီးတော့ the divine director ကနေပြောထားပါတယ်။နောက်တစ်ခုကတော့ဘလိုမျိုးကိစ္စရံမျိုးပဲကြုံကြိုက်နေပါစေ။ကိုယ်စိတ်ကိုပျော်ရွှင်အောင်ပဲနေပါတဲ့။အဲ့လိုနေခြင်းအားဖြင့်ပျော်ရွှင်မှုတွေပုံမတိုးွားလာနိုင်မယ်ဆိုပြီးတော့ဒီကက်ကက်ဒီပဲကနေပေါ်ပြနေပါတယ်။ ဒါကတော့ခတ်တူးကိုရည်ချထားတဲ့မိတ်ဆွေတို့ရင်းနေဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်ခတ်3ကိုရည်ချထားတဲ့မိတ်ဆွေတို့အတွက်ကိုဆက်ပြီးတော့ရည်နှုတ်ချင်ပါတယ်။ဒါကတော့တော်တော်များများလဲတီဗီသားဖိန်နူနေဖျားတစ်ပါးပဲဖြစ်ပါတယ်။အရှင်ကစ္စနာပါ။အရှင်ကစ္စနာကဘာကိုဆုလုပ်ထားလဲဆိုရင်ရုပ်ပိုင်းဆိုင်ရာမဟုတ်ဘဲနဲ့ နံပိုင်းဆိုင်ရာလမ်းညွှန်မှုတွေဥမာကိုကိုဒါကိုလှုပ်လိုက်ဒါကိုလှုပ်လိုက်ဆိုတာမျိုးအတန်တရံမျိုးကိုယ့်ရဲ့အိမ်မထဲမှာကြားတာမျိုးကိုယ့်ရဲ့နားထဲမှာကြားလာတာမျိုးအဲ့လိုမျိုးအရာတွေရဲ့လမ်းညွှန်မှုကိုလိုက်နာပါဆိုပြီးတော့အရှင်ကစ္စနာကနေလမ်းညွှန်ထားပါတယ်အဲ့လိုမျိုးလိုက်ပါလှုပ်ဆောင်ခြင်းအပြင်အဓိကကတော့ positive တွေကိုလိုက်ပြီးတော့တွေးနေခြင်းအပြင်နဲ့မိတ်ဆွေဖြစ်ခြင်းတဲ့အရာတွေကိုဖြစ်လာဥပမာကိုက သူ့ရဲ့အချစ်ကိုရခြင်းနဲ့ဒီအရာဝတ္ထုတစ်ခုကိုပိုင်ဆိုင်ခြင်းနဲ့ဒီပစ္စည်းမျိုးကိုပိုင်ဆိုင်ခြင်းနဲ့ဆိုတဲ့အတွေးမျိုးရှိတယ်ဆိုရင်အဲ့အတွေးတွေကိုကိုယ်စိတ်ထဲမှာတောက်လျှောက်တွေးနေပါဆိုပြီးတော့လမ်းညွှန်ထားပါတယ်။နောက်တစ်ခုကတော့ဘလို့အခြေအနေမျိုးမှာပဲရောက်နေပါသေးတယ်။ချက်ဆရာရှိတာကိုချက်လိုက်ပါတဲ့။တခါတည်းမှာကိုယ့်ဘောမကောင်းဘူးကိုယ့်ဘောရုံမာတယ်ဆိုတဲ့လူတွေကိုလည်းမြစ်တာထားပြီးတော့ကိုယ်အလှဲ့မှာတွေးမယ်ဆိုတဲ့အတွေးမျိုးကို ထားပဲနဲ့ကုညီတရားရှိတာတွေကိုကုညီပေးလိုက်ပါဆိုပြီးတော့ရှင်ကစ္စနာကနေလမ်းညွှန်ထားပါတယ်ဒါကတော့ကျွန်တော်ကျွန်တော်ရဲ့ဗီဒီယိုတွေမှာပုံမှန်ပြုလုပ်ပေးနေတဲ့အထက်မှာဒါကတော့စာရင်နည်းနည်းတော့အကျဉ်းရေးအတွက်နည်းပါတယ်ဒီ oracle တွေက keeper ဆောင်တဲ့ oracle လို့ခေါ်တယ်အဲ့ဒီ oracle တွေကိုသုံးပြီးတော့မိတ်ဆွေတို့ကိုကျွန်တော် reading လုပ်ပေးထားတာဖြစ်ပါတယ်မိတ်ဆွေတို့အတွက် energy ရရှိမယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့မျှော်လင့်နေတယ် 好了，我结束的嘛。